ားလုံးမင်္ဂလာပါအမျိုးဝတင်တင်မန်းကလည်းပြန်လည်ကြိုးဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားရုရှားဟာသူတို့ရဲ့နျူကလ িয়ার ဆွေးအင်သုံး Buri Pasnik Crew Missile တုံးကိုစမ်းသပ်မှုတွေလုပ်နေပြီဖြစ်ပါတယ်အဲ့ဒီ Missile တုံးဟာအကွာအဝေးအဖြစ်အကန့်အသတ်မရှိရောက်နိုင်တဲ့အပြင်အရန်ကိုလည်းဖြတ်စွန်းအားကြီးမားပါတယ်ရုရှားသမ္မတဗလာဒီမာပူတင်ကတော့အဲ့ဒီ Missile တုံးကိုဘယ်သူမှအနိုင်ယူလို့မရတဲ့ Missile တုံးတစ်စင်းအဖြစ်တောင်မှတင်စားထားပါတယ်ရုရှားစစ်တပ်ကလည်းရှာနိုဘိုင်းမဆိုင်တုံလို့နှာမည်ပြောင်းပေးထားပါတယ် ။စာရုပ်ပေါ်ကအဆက်လက်တွေအရတော့ဘူရီပတ်စနစ်မဆိုင်တို့ဟာကဘာဖြားအပြင်ဆုံးမဆိုင်တွေကတစင်းဖြစ်နေပါတယ်။ဒါပေမဲ့လည်းလက်တွေ့မှာတော့အတလောက်မရိုးရှင်းပါဘူး။ဘူရီပတ်စနစ်မဆိုင်တို့ဟာအကန့်အသတ်မရှိတော့တဲ့ဖြက်စွန်းအားကို ပိုင်ဆိုင်ထားပေမဲ့လို့အခုတက်တီတီလက်တွေ့ကဘာတွေကို ရောက်မလာသေးတဲ့အပြင်စံသက်စစ်စင်းနေစေကာလမှာအခက်အခဲတွေကြာရှုံးမှုတွေနဲ့ရင်ဆိုင်နေရတာပါ။မန်ဂျန်နဲ့နှမ်းထွက်မကြိုက်သေးတဲ့မဆိုင်တုံးတစ်စင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ 9M730 တစ်ဖြည့်လေး ူရီဖက်စနစ်ခရူမန်ဆိုင်တုံးအကြောင်းကိုကျွန်တော်ပြောပြပေးတော့ကြင်ပါတယ်ဒီနေ့မှာပူတင်ရဲ့လူသီးမခံဝန်းတဲ့အကြောင်းအရာတွေတော့မှပါမှာပါဆိုတော့အဆုံးထိကြီးစုပေးဖို့တောင်းဆိုပါတယ်ဘူရီဖက်စနစ်အကြောင်းကျွန်တော်နောက်ဆုံးဖတ်မိတဲ့အချက်လက်တွေအရတော့အခုတက်ကြီးပထမဆုံးအကြိမ်တာဝေးစံသက်ပြန်တမ်းမှုတစ်ကြိမ်ပဲလောက်ရသေးတယ်လို့သိရပါတယ်နေတိုတက်ခွေးကတော့ဒီမဆိုင်တုံးကို Skyfall လို့နာမည်ပေးထားပါတယ် ရုရှားကဒီစီမံကိန်းကိုအကောင်တွေဖော်နေတာကလည်းစေစုနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပေမဲ့လို့အခုတက်တီတက်တော်ဝင်နိုင်ခြင်းမရှိသေးပါဘူးတွင်းသင်ပညာရှင်တဦးဖြစ်တဲ့ Professor Mark Galliotti ကတော့ရုရှားက Buripesni Krumasin ဒုံစီမံကိန်းကိုပေါ့နော်ဒီဆိုဗီယက်ခေတ်ကလေးကစတင်ခဲ့တာဖြစ်တယ်လို့အတည်ပြုခဲ့ထားပါတယ်တတော်ကြီးကိုအချိန်ကြာမြင့်နေပြီဖြစ်တဲ့စီမံကိန်းတစ်ခုလို့ဆိုရမှာပါဒီမကင်းကဆိုဗီယက်ခေတ်ကလေးကစခဲ့တာဖြစ်ပေမဲ့ဂျာရဲမှာအခက်အခဲအကျက်အကြီးတွေအများကြီးကိုရင်ဆိုင်ခဲ့ရလို့ ီမံကိန်းကိုရန်နာခေရပြီးအခုမှပဲဒီရင်းနှီးမြှုပ်နှံမှုအစ်စ်တွေလုပ်ပြီးတော့မှပြန်လည်အသက်သွင်းထားတာဖြစ်တယ်လို့သိရပါတယ်။ပူတင်တရားပူပူနွေးနွေးအာဏာရထားအပြီးဒီတစ်နှစ်အကြာ2000ခုနှစ်မှာအမေရိကန်ဟာဆိုလို့ရှိရင်နျူကလ িয়ার လက်နက်ထိန်းချုပ်ရေးသဘောတူညီမှုစာချုပ်ပေါ့နော် Anti Ballistic Treaty ကနေနှုတ်ထွက်ဖို့အတွက်တင်ဆက်လာခဲ့ပြီးတဲ့နောက်မှာပူတင်ကလည်းဆိုဗီယက်ကစာတင်ခဲ့တဲ့စီမံကိန်းအဟောင်းကြီးကိုပြန်လည်အသက်သွင်းခဲ့တာဖြစ်ပါတယ်။ဂျာပြတ်တိုက်ခိုက်ရေးမဆိုင်တုံးတွေကိုအခြေပြုပြီးတိဆောက်ထားတဲ့ ဘလိုလီကစနစ်မျိုးကိုမဆိုဖောက်ထွင်းဝင်နိုင်ရမယ်ပြီးရကဘာကြီးရဲ့ဘေးနေရာကိုမဆိုပြစ်ခတ်နိုင်ရမယ်အဲ့ဒီနှစ်ချက်စလုံးပြီးစုံတဲ့နျူကလ িয়ার ဆွန်းအင်ပေးထားတဲ့ခရူမဆိုင်တို့အမျိုးအစားအသစ်တစ်ခုဖန်တီးရမယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့စီမံကိန်းကိုစတင်ခဲ့တာဖြစ်ပါတယ်ရုရှားကဘာကြောင့်ဒီလိုမဆိုင်တို့မျိုးကိုဖန်တီးတိဆောက်ခြင်းနေရတာလဲအဲ့ဒါကတော့ရှင်းပါတယ်တာမန်တမျိုးကြားတွန့်ကန်အားစနေတဲ့မဆိုင်တို့တွေဟာပြန်တန်းချိန်နဲ့ရောင်းနိုင်တဲ့အကော်အဝေးကအကန့်အသတ်တွေရှိနေတာကြောင့်ဖြစ်ပါတယ် မဆိုင်တို့မှထည့်သွင်းထားတဲ့လောင်စာပမာဏလောက်ပဲတော်လာနိုင်တာဖြစ်ပါတယ်။ဒါကြောင့်တမယိုးကြမဆိုင်တို့တွေနဲ့လုံးဝကွေးပြားခြားနာနေတဲ့ဘူရီပက်စနစ်မဆိုင်တို့ကိုရုရှားကဖယ်နှိပ်ခဲ့တာပါ။လက်တလုံးမှာဆိုလို့ရှိရင်ဒီမဆိုင်တို့ကဘယ်လိုမျိုးအလုပ်လုပ်တယ်လဲ။သူရဲ့ဒီအတွင်းပိုင်းဖွေးစည်းပုံစနစ်တွေမှာဘယ်လိုဆက်ရင်းနေရမျိုးတွေကိုတုံးထားတယ်လဲဆိုတာနဲ့ပတ်သက်လို့အသေးစိတ်တော့ကျွန်တော်တို့မသိရနိုင်သေးပေမဲ့မဆိုင်တို့လေးမှာနျူကလ িয়ার ရီအက်တာတစ်ခုထည့်ထားတာကတော့သိကြပါတယ်။ပြီးတော့ Ramjet engine ကိုလည်းတုံထားတယ်လို့ပညာရှင်တချို့ကယူဆထားပါတယ်။သူရအလုပ်လုပ်ပုံကတော့ရှင်းပါတယ်။ဝင်းဟင်ထက်ကိုမဆိုင်တုံပြစ်ခတ်လိုက်ပြီဆိုတာနဲ့တပြိုင်တည်းဒီအပြင်ဘက်ကလေတွေကို engine အတွင်းပိုင်းထိထိစုပ်ယူလိုက်ပါတယ်။အဲ့ဒီနောက်မှာ engine လေးကိုရောက်လာတဲ့လေတွေကို nuclear reactor ရဲ့အကူအညီနဲ့အပူထွက်လာအောင်အပူပေးလိုက်ပါတယ်။အဲ့ဒီလေဘူးတွေကိုပြန်လေထုတ်လွှတ်လိုက်တဲ့အခါမှာတော့အလွန်ပြင်းထန်တဲ့တွန်းကန်အားတစ်ခုပေါ်လာပြီးတော့မှ မဆိုင်လုံးကိုအလွန်မြန်တဲ့အစိမ့်အဟုန်နဲ့အတူလေထဲမှာတောနိုင်ဆုံးရှိသွားစေပါတယ်။ဒါမှန်တမျိုးကြမဆိုင်ဒုံးတွေနဲ့မတူပဲနျူကလ িয়ার ဆွမ်းအင်သုံးမဆိုင်ဒုံးတစ်စင်းကကမ္ဘာကြီးရဲ့ဘေးနေရာကိုမဆိုအကန့်အသတ်မရှိတောနိုင်တယ်ဆိုတာကလည်းဒီလိုစနစ်မျိုးကြောင့်ဖြစ်ပါတယ်။ theory ရဆိုရင်တော့ buribus စနစ်မဆိုင်ဒုံးကိုဒီကမ္ဘာကြီးရဲ့တစ်ဖက်ခြမ်းကနေကျွန်တော်တို့ပြေးလိုက်မယ်ဆိုရင်အခြားတစ်ဖက်ခြမ်းအထီတော်မှရောက်နိုင်တယ်လို့ဆိုပါတယ်။ရုရှားကတော့သူတို့မဆိုင်ဒုံးဟာကမ္ဘာပပိတော်တော်မှတိုက်ခိုက်နိုင်တယ်လို့ကြော်လုံးထုတ်ထားတာပါ။ ခရုမဲ့ဆိုင်တုံဖြစ်တဲ့အတွက်လည်းလေကစနစ်တွေကိုရှောင်းနိုင်စွန်းမြင့်မားတယ်လို့ဒီပြစ်မှတ်ကိုမတိုက်ခိုက်ခင်ပေါ့နော်လေထဲမှာနိုင်ရီပေါင်းများစွာဝေလေးပြန်တန်းနေနိုင်ပါသေးတယ်ဘူရီပက်စနစ်မဲ့ဆိုင်တုံဟာဆိုရင်တိုက်ခိုက်ဖို့အကောင်ဆုံးအရှိန်အနေကိုရောက်မှပဲပြစ်မှတ်စီကိုထိုးဆိုင်ဝင်တော့မဲ့မဆိုင်တုံမျိုးလည်းဖြစ်ပါတယ်ဒီလိုခမ်းမန်းလို့ကိုမရနိုင်တဲ့စွန့်ရီတွေကြောင့်ဘူရီပက်စနစ်မဲ့ဆိုင်တုံကိုကဘာပေါ်ကဘလို့လေကစနစ်မျိုးကမှတားဆီးနိုင်စွာမရှိတော့ပါဘူးရုရှားကဒီစီမံကိန်းကိုအောင်အောင်မြင်မြင်အဆုံးသတ်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာကြီးရဲ့ဘေးနေရာမှာပဲဖြစ်ဖြစ်ရန်လူတွေရဲ့အခြေခံအဆောက်အဦတွေစီးရီးပစ်မှတ်တွေကိုအချိန်မရွေးတိုက်ခိုက်လို့ရနိုင်တဲ့ဖျက်ဆွန်းအပြင်းမဆိုင်တုံးတစ်စင်းကိုပိုင်ဆိုင်တော့မှာပါဒီမဆိုင်တုံးမှာသာနျူကလ িয়ার ထိပ်ဖူးတက်ဆင်တိုက်ခိုက်မယ်ဆိုရင်ပြောမနေပါနဲ့တော့ဒီကမ္ဘာ့အရာကြီးနိုင်ငံတွေပေါ့နော်အထူးသဖြင့်ဒီ American လိုနိုင်ငံမျိုးနဲ့ဆင်တဲ့အခါမှာတကယ့်အဟံအတာတစ်ခုအဖြစ်ထားလို့ရတဲ့မဆိုင်တုံးဖြစ်လာမှသိကြပါတယ်ဒါပေမဲ့အဲ့ဒီမှာလည်းပြဿနာတစ်ခုတော့ရှိနေသေးတာပါဘူရီပက်စနစ်လိုမဆိုင်တုံးမျိုးကို အမေရိကန်ကဖန်တီးဖို့စိတ်ကူးရခဲ့တာကလွန်ခဲ့တဲ့နှစ်ပေါင်း80လောက်ကလေးကဖြစ်ပါတယ်။ကမ္ဘာပေါ်ကပြည်နိုင်ငံထက်မဆိုနိပညာပိုင်းခေါင်းတလုံးမကမြင်မှသလိုဒီဖျားပြင်းလက်နက်တွေပြီးရင်စစ်ရန်တရားတွေကိုနှစ်ဆက်နှစ်တိုင်းတိဆောင်းနိုင်တဲ့အမေရိကန်ဟာရုရှားထက်အရင်ဒီစိတ်ကူးကိုရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လေဒီလိုစီမံကိန်းမျိုးကဒီရှုပ်ထွေးမှုတွေရှိနိုင်တယ်လို့အန်ဒီရီများလှတဲ့အစီအစဉ်တွေလည်းရန်ဆိုင်ရနိုင်တယ်ဆိုတာသိရှိခဲ့ပြီးတဲ့နောက်မှာတော့ရန်လာလိုက်ပါတယ်။အချိန်ကာလအပြည့်တော့1905ကျော်ကာလတွေဖြစ်မှတ်တင်ပါတယ်။ အဲ့ဒီတော့ကဒီအမေရိကန်လေတဲ့ဟာဆိုရင်နျူကလ িয়ার ဆွင်အင်သုံးစီလီယန်တစ်စင်းရဲ့နျူကလ িয়ার တွန်းခံအာစနစ်ကိုအသုံးပြုနိုင်တဲ့မဆိုင်တုံအစ်တစ်စင်းကိုအလိုရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာနေမဲ့ဒီနျူကလ িয়ার ရန်ဂျက်အင်ဂျင်ကိုအသုံးပြုမယ်ဆိုတဲ့စိတ်ကူးကိုပထမဆုံးအချိန်အကောင်တွေဖော်ခဲ့ပါတယ်အမေရိကန်ရဲ့ဒီထိပ်တန်းအင်ဂျင်နီယာတွေကနှစ်ဦးဖြစ်တဲ့ Frank Iron နဲ့ဒီ Aiden W Sam တို့ဥဆောင်ပြီးတော့မှဒီစီမံကိန်းကိုစတင်ခဲ့ပါတယ် တစ်ချိန်လေးမှာပဲ US Atomic Energy Commission AEC ဟာဆိုလို့ရှိရင်တိုင်ရှင်ပစ်ပိထိန်မဆိုင်ဒုံးကြီးတွေရဲ့အရှေ့ပိုင်းအစင်းလောက်မှာတက်ဆင်အတုပ်ပြနိုင်တဲ့ဒီ nuclear rocket ဒဇင်းကိုဖန်တီးတည်ဆောက်နိုင်ဖို့အတွက်သူတွေတနာလုပ်နေခဲ့ပါတယ်။ကမ္ဘာပေါ်ကဘလို့တိုင်ရှင်ပစ်ပိထိန်မဆိုင်ဒုံးထက်မဆိုရောက်နိုင်တဲ့အကော်အဝေးတာလွန်တဲ့မဆိုင်ဒုံးတွေကိုပိုင်ဆိုင်နိုင်ဖို့စ조사ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပဲ1950ခုနှစ်ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာတော့ American အမှုမြူစွန်းအင်ကော်မရှင်နဲ့ American လေတဲ့တို့ဟာသူတို့စီမံကိန်းတွေကိုနောက်တဆင့်လှမ်းနိုင်ခဲ့ပါတယ်။ project pluto လို့ခေါ်တဲ့ဒီ pluto စီမံကိန်းကိုတရားဝင်ကျင်းပခဲ့တာဖြစ်ပြီးတော့ nuclear ranger engine နဲ့အသက်သွင်းထားတဲ့ကမ္ဘာပထမဆုံး super sonic အနည်းပြန်မဆိုင်တုံးပေါ့နော်ဒီ super sonic low altitude မဆိုင် SLAM တစ်စင်းကိုစံသက်ဖို့စတင်ခဲ့ကြပါတယ်။ pluto စီမံကိန်းဟာတကယ့် irama စီမံကိန်းကြီးဖြစ်ပါတယ်။ radio တတိကျော်မှုမြန်မာတဲ့အစိပ်ပိုင်းတွေနဲ့အလုံးလုံးတဲ့နေရာမှာအန်ဒီရီနေနိုင်သမျှနေအောင်စီမံနိုင်ဖို့အတွက်အခြေခံအစအုပ်တိပေါင်းများစွာကိုလည်းတည်တည်ချာချာတိဆောက်ကြရတာဖြစ်ပါတယ်။အဲ့ဒီတည်းမှာ Valdain 22201လို့နာမည်ပေးထားတဲ့အဆောက်အဦလည်းပါဝင်ပါတယ်။ Valentine 2201ဟာဆိုရင်နျူကလ িয়ার ပစ္စည်းတွေပေါ့နော်ဒါမှမဟုတ်ဒီ Radio 30ကြောမှုပြင်းထန်တဲ့ပစ္စည်းတွေကိုဘေးကင်းခင်းနဲ့ဖြုတ်ချစစ်ဆေးတာမျိုးဒါမှမဟုတ်ဒီစူးဆောင်းတာမျိုးလိုမျိုးအရေးကြီးတဲ့လုပ်ငန်းစဉ်တွေလုံနိုင်အောင်အတွက်အထူးဒီဇိုင်းနဲ့တည်ဆောက်ထားတဲ့အဆောက်အဦလည်းဖြစ်ပါတယ်။အဲ့ဒီမှာရှိပေလောက်အထူးထူတဲ့နံရံတွေပြီးရင်လေးပေလောက်အထူးရှိတဲ့ဒီခေးမှန်တွေတက်ဆင်ထားတဲ့ပထင်းပေါက်တွေကိုတုံးထားပါတယ်။ပြင်ပကိုဒီဓာတ်ရောင်ကြီးတွေထွက်မလာအောင်ရဲ့ပြီးရင် ခေဟာဆိုလို့ရှိရင်ဓာတ်ရောင်ကြီးကိုကာကွယ်တဲ့နေရာမှာအလွန်ထိရောက်တာရဲ့ကြောင့်ဒီလိုမျိုးတည်ဆောက်ထားတာလည်းဖြစ်ပါတယ်တကယ်လို့ဗျာမတော်တဆဖြစ်ပြီးတော့မှနျူကလ িয়ার ဆိုင်ရာကဲဘေးတစ်ခုဖြစ်လာခဲ့ပေဆိုရင်လေသိပ္ပံပညာရှင်တွေအမြင်ဆုံးတော်ရောက်ခုလုံဖို့အတွက်အနည်းအနားမှာအထူးအဆောက်အဦတစ်လုံးကိုပါထည့်သွင်းတည်ဆောက်ခဲ့ပါတယ်ပြီးတော့ရေဒီယိုတတိယပစ္စည်းတွေကိုစီမံကိန်းအဆောက်အဦတွေဒီအသွင်အထုတ်လုံဖို့အတွက်ဒီကိုပိုင်ညထားလန်းတစ်ခုကိုပါအသုံးပြုခဲ့ပါတယ်စီမံကိန်းကနေလိုချင်တဲ့မဆိုင်တုံထွက်လာဖို့မပြောနဲ့ ီမံကိန်းအတွက်ဒီလိုအပ်တဲ့အစားအုပ်တွေကိုတည်ဆောက်ဖို့အတွက်တင်တော့မှအမေရိကန်ဟာဒေါ်လာတိတသမနှစ်တန်းအထိအသုံးပြုခဲ့ရတာပါဒီနေ့ငွေတန်ဖိုးနဲ့ကျွန်တော်တို့တွဲကြည့်လိုက်မယ်ဆိုရင်ဒေါ်လာ၁၂တန်းလောက်ဖြစ်ပါတယ်ဒီအစားအုပ်တွေကိုတကယ်ပဲတိတိကျကျနဲ့ဂယုတစိုက်တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်မတော်လို့ error တစ်ခုခု ဖြစ်လာခဲ့ရင်ဒါမှမဟုတ်စီမံချက်တစ်ခုခုတွဲဆမှုတစ်ခုခုလွေတော့ခဲ့ရင်ဖြစ်လာနိုင်တဲ့အကျိုးဆက်ကကဲဘေးတစ်ခုရင်ဆိုင်ရာလောက်အောင်ကြီးမားတဲ့အတွက်ပါအမေရိကန်ကဆရာကြီးဆိုတော့စီမံကိန်းအတွက်အတော်ဆုံးအထက်ဆုံး အသင်းတော်ဆုံးလူပုဂ္ဂိုလ်တွေကိုရွေးချယ်နိုင်ခဲ့ပြီးတော့မှအမှားအယွင်းကင်းကင်းနဲ့ရှစ်ဆက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲကုန်းနာမေ 232A လို့နာမည်ပေးထားတဲ့နမူနာအင်ဂျင်နှလုံးကိုရခဲ့ပါတယ်။ဒီအင်ဂျင်တွေဟာကမ္ဘာပထမဆုံးနျူကလ িয়ার ရန်ဂျက်အင်ဂျင်တွေအဖြစ်သမိုင်းတင်နိုင်ခဲ့ပြီးတော့1961ခုနှစ်မေလမှာစတင်တက်နိုင်ခဲ့ပါတယ်။နောက်ထပ်နှစ်အနည်းငယ်အကြာမှာတော့ဒီ 232C လို့နာမည်ပေးထားတဲ့နောက်ထပ်အင်ဂျင်တစ်လုံးကိုထည့်ရခဲ့ပြီးတော့1964ခုနှစ်မေလမှာစတင်တက်နိုင်ခဲ့ပါတယ်။ 232C ကတော့ 2A ထက်ဒီအရွယ်အစားတိတိတတာပို့ပြီးကြီးမားပါတယ်။အင်ဂျင်အလုံးဟာအလုံးလုံးခဲသလိုစံတန်မှုအလုံးလည်းအောင်မြင်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ပလူတိုစီမံကိန်းဟာတက်တန်း9နှစ်ခွေးအကြာပေါ့နော်ဒီ1964ခုနှစ်ဇူလိုင်လ1ရက်နေ့မှာတော့တရားဝင်ဖြတ်သိမ်းခံလိုက်ရပါတယ်။ဒုတိယအင်ဂျင်ကိုစံတန်အောင်မြင်ပြီးလို့သိမ်းမကြခင်ပါတယ်။စီမံကိန်းကိုဖြတ်သိမ်းလိုက်တာကတော့အံ့ဩစရာပါ။ဒါကဘာကြောင့်ပါလဲ။ကျွန်တော်ဖမ်းမိတဲ့လောက်ကတော့အဲ့ဒီအချိန်တုန်းကဒီတိုက်ရှင်းပစ်ပိထိမ်းမဆိုင်တုံး ICBM တွေရဲ့နည်းပညာပိုင်းဟာ တွင်းကျင်ပညာရှင်တွေမျှော်မဲထားတာထက်ပိုပြီးတော့မှဒီအလင်းရဲ့အမြင်တိုးတက်လာခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ICBM တွေရဲ့နည်းပညာပိုင်းတိုးတက်လာမှုကြောင့်နျူကလ িয়ার ဆွေးနွေးသုံး crew machine တုံးတွေလိုအပ်ချက်ကတာဆင်းတော့ခဲ့တယ်လို့ပြောနိုင်ပါတယ်။ ICBM တွေကလည်းကမ္ဘာကြီးရဲ့ဘယ်နေရာကိုမဆိုးပြစ်ခတ်နိုင်တယ်လို့အလွန်တရာမှဒီလျင်မြင်တဲ့အချိန်အဟုန်ကိုလည်းပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အတန်ထက်အစားပေါင်းများစွာလျင်မြင်တဲ့အချိန်အဟုန်နဲ့တန်တန်းနိုင်တဲ့မဆိုင်တုံးကြီးတွေဖြစ်တဲ့အတွက်ဘလိုလီကစနစ်မျိုးကိုမဆိုးဖောက်ထွင်းနိုင်ပါတယ်။ ICBM တွေနဲ့နျူကလ িয়ার ဆွေးနွေးရုံတို့ crew man ဆိုင်တုံးတွေရှင်လိုက်ရင်ဆင်တဲ့စိတ်လိုမျိုး ကော်ရှားတော့တဲ့အထိအဆင့်ကော်ပါတယ်။ ICBM တွေကပုံမြန်သလိုအားနေချက်လည်းနေပါတယ်။ပြီးတော့မှဒီ American ဟာဆိုလို့ရှိရင်နျူကလ িয়ার ဆွေးနွေးရုံတို့နျူကလ িয়ার မန်ဆိုင်တုံးတွေကိုစံသပ်မှုတိုးလောင်မှုပြီးရင်ရွှေပြောင်းပေယူမှုနဲ့အုံပြုမှုတွေမှာပတ်ဝန်းကျင်ဆိုင်ရာစင်ခေါ်မှုတွေပြီးရင်ဝေဖန်မှုတွေနဲ့လည်းရန်ဆိုင်ကြရပါတယ်။ဒီအခု Pluto စီမံကိန်းအကောင့်တွေပေါ်နေစင်ပါပဲ။ မန်ဆိုင်တုံးရဲ့ဒီနျူကလ িয়ার ရီအက်တာကနေထွက်လာမဲ့ဓာတ်တွေဟာကမ္ဘာလီတူတွေကိုရောက်သွားခဲ့မယ်ဆိုရင်တဘာဝပတ်ဝန်းကျင်ကိုအစိမ့်တင်းနိုင်တယ်လို့ရေဒီယိုတတိကျော့ပတ်ဝန်းကျင်ညဉ့်ညံ့မှုတွေဖြစ်လာစေလိမ့်မယ်ဆိုပြီးတော့မှတွေ့ရှိခဲ့ပါတယ်။စံတမ်းမှုအစင်းမာတဲ့ကိုပဲစီမံကိန်းဟာရှင်းဆဲဖို့မပြေနိုင်လောက်တဲ့အထိအန္တရာယ်ကြီးမားခဲ့တာဖြစ်ပါတယ်။တာဝန်ရှိတဲ့သူတွေကလည်း engine တွေစံတမ်းဖို့အတွက်ဒီလုံခြုံတင်းတော်တဲ့နေရာမျိုးကိုသူတို့ရှာမတွေ့ခဲ့ပါဘူး။ဒီနေရာမှာပဲဆန်းဆန်းဒီအစိမ့်တင်းမှုတွေကဖြစ်လာမှတေချာနေတဲ့အတွက်ပါ။ အဲ့ဒါပြင်ဒီနျူကလ িয়ার ဆွေးအင်သုံးအင်ဂျင်နဲ့အစိတ်အပိုင်းတွေကိုမန်ဆိုင်းလုံးတစ်စင်းမှာတက်ဆင်အသုံးပြုမယ်ဆိုတဲ့စိတ်ကူးကိုကအန်ရီကြီးမနေတာဖြစ်ပါတယ်ပြန်တဲ့နေစင်မှာပဲမဆိုင်းလုံးကမတော်တဆပြတ်ကျခဲ့မယ်ဆိုရင်ဖြစ်လာမယ့်အကျိုးဆက်တွေကအရင်ကြီးမပါတယ်ပြီးတော့ဘလောက်ပဲနေပညာတွေကောင်းကောင်းအင်ဂျင်လေးကိုဒီပြင်ပါလေတွင်ပြီးတော့မှအလုံးလုံးတဲ့ Ranger အင်ဂျင်နဲ့နျူကလ িয়ার ရီအက်တာကိုတွေ့ဖက်ပေးမယ့်စနစ်မျိုးကဘလို့အချိန်မျိုးမှမဆိုအန်ရီမြန်မာနေမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောရရင် စီမံကိန်းအပြီးတန်းနိုင်ဖို့အတွက်ဗျာဒီကုန်ကြားစရိတ်တွေစီမံကိန်းကာလအတွင်းမှာရန်ဆိုင်ခဲ့ရတဲ့ပြဿနာတွေကိုတွက်ဆက်ကြည့်လိုက်တဲ့အခါမှာလေဒီအကျိုးကျေးဇူးဆိုတာထက်အကျိုးအပြစ်တွေကသာများနေတဲ့အတွက်အမေရိကန်ကဒီပလူတိုစီမံကိန်းကိုရန်နာလိုက်တာပါအဲ့ဒီအစားဒီပို့ပြီးတော့မှဈေးသက်သာတယ်တည်ငြိမ်တယ်အသုံးခံတဲ့ဒီ ICBN နည်းပညာတွေဖက်ကိုပဲအားစိုက်ထုတ်ခဲ့တာဖြစ်ပါတယ်ဆိုတော့နည်းပညာပိုင်းမှာဘယ်နိုင်ငံထက်မဆိုခေါင်းတလုံးကတာလုံနေပြီးတော့မှခေတ်ရှိပြနေတဲ့အမေရိကန်လိုနိုင်ငံမျိုးတော့မှဒီလိုစီမံကိန်းမျိုးကို ရန်နာခေတာတော့ရုရှားကဘလို့အကောင့်တွေပေါ်မလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းပါလိမ့်။နျူကလ িয়ার ဆွေးနွေးသုံးမဆိုင်တုံးတွေဟာဖြစ်လာဖို့ခက်ခဲတယ်လို့စိတ်ရှားရမှုကလည်းမရှိပါဘူး။ပြီးတော့အချိန်ကုန်ငွေကုန်မယ်ဆိုတာကိုအမေရိကန်ကတည်နေကြပြီဖြစ်ပါတယ်။ရုရှားကလည်းမတည်ဘူးဆိုတာမဖြစ်နိုင်ပါဘူး။ဒီစီမံကိန်းအစားအခြားစီမံကိန်းတွေအပေါ်မှာငွေပိုရင်းလိုက်တာကမှသာပိုကောင်းပါအောင်မယ်။ဒါပေမဲ့လည်းရုရှားကတော့တမိုင်းသင်ကန်းစာတွေကနေပင်ယူမဲ့အစားမဖြစ်မနေရှေ့ဆက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။ ဒီစီမံကိန်းဟာကဘာကြီးရဲ့တဘာဝပတ်ဝန်းကျင်ကိုလည်းဖြတ်စီးပြစ်နိုင်တယ်လူပေါင်းများစွာရဲ့အသက်ကိုလည်းယူသွားနိုင်တယ်ဆိုတာကိုတီးတီးရက်နဲ့ပဲပူတင်ဘက်ကပြန်ဆခဲ့တာဖြစ်ပါတယ်အလို့ဖြစ်သလားဆိုတော့လည်းမဖြစ်ပါဘူးဒီဘူရီပက်စနစ်မဆိုင်တုံးဟာစီမံကိန်းပြန်လည်စတင်ပြီဆိုတဲ့အချိန်ကလေးကစံပယ်မှုပေါင်းများစွာမှာတာရှုံခဲ့တယ်လို့သိရပါတယ်ဥပမာ2018ခုနှစ်နိုဝင်ဘာလမှာဆိုရင်ရုရှားအာတိတ်သမုဒ္ဒရာတွေကဒီယူဇနီကျောမှာတည်ထားတဲ့ပန်ကိုဘို့ တက်စကန်ကနေဘူရီဘတ်စ်နေမဆိုင်တုံးကိုပြစ်ခတ်ဆန်တက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီဆန်တက်မှုမှာမဆိုင်တုံးဟာ2မိနစ်လောက်သာပြန်တန်းနိုင်ခဲ့ပြီးတော့မှနှစ်စက်တမိုင်လောက်အရောက်မှတယ်ပဲ။ရာရှားနဲ့ဒီနော်ဝေဂျာတွေကဗေရန်စ်ပင်လေပြင်လေးကိုတက်ချတော့ခဲ့ပါတယ်။အခြားသောဆန်တက်မှုတွေမှာလည်းဘူရီဘတ်စ်နေမဆိုင်တုံးဟာထိန်းချုပ်မှုလွတ်တော်တာပြီးရင်လမ်းကြောင်းလျှော်တော်တာတွန်ကန်အားစနစ်မှာဒီ error တွေတက်ပြီးတော့ nuclear reactor ကတည်ငြိမ်မှုကင်းမနေတာတွေအပါအဝင်အရာပေါင်းများစွာတက်ခဲ့ပြီးတော့မှ ပင်လေတွေကိုသာရောက်တော့ခဲ့ပါတယ်။စံသက်ပြန်သန်းမှုတဒါဇင်ထက်မနည်းလုပ်ခဲ့ပေမဲ့အချိန်တိုင်းနီးပါးကြာဆုံးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တိုင်းမှာလည်းပြတ်ကျတော့ခဲ့တဲ့ဘူရီဘက်စနစ်မဆိုင်တုံကနေရေဒီယို30ကြောဓာတ်ရောင်ကြီးတွေထွက်လာခဲ့တဲ့အတွက်တဘာဝပတ်ဝန်းကျင်ကိုဆိုးဆိုးရော်ရော်ထိခိုက်စေခဲ့တယ်လို့သိရပါတယ်။ဒီစံသက်ပတ်ဝန်းကျင်ကလေဒူးရေခဲဒူးပြီးရင်ဒီရေနဲ့တရဝရီဟာဆိုလို့ရှိရအစိမ့်တင်ခဲ့ကြပြီးတော့မှလေဒူးညဉ့်ညံ့မှုတွေလည်းဖြစ်စေခဲ့တယ်လို့ကဘာကြီးကိုလည်းပုံမို့နှွေးလာစေခဲ့ပါတယ်။ဒါပေမဲ့ ာရှားအစိုးရကတော့ဒီကြာရှုံးမှုတွေကိုတဲနိုင်သမျှသတင်းဖုံးထားခဲ့ပြီးတော့မှဒီဘူရီဘက်စနစ်မဆိုင်တုံးကိုအချိန်ချင်းအမွှန်းတင်နေကြတာပါအချိန်ချင်းကြာရှုံးနေတဲ့မဆိုင်တုံးသစင်းကိုဒီလိုကြောဝနေတာကတော့နည်းနည်းလေးမျက်နှာပြောင်တိုက်ရတော့ကြပါပြီ2018ခုနှစ်မတ်လမှာဆိုရင်ပူတင်ကိုယ်တိုင်ကဘူရီဘက်စနစ်မဆိုင်တုံးကိုရုရှားပြည်သူတွေသာမကပဲတကမ္ဘာလုံးတိအောင်တင်ညာခဲ့ပါတယ်အဲ့ဒီမှာဘူရီဘက်စနစ်မဆိုင်တုံးနဲ့ပတ်သက်တဲ့အဆက်လက်တချို့ကိုလည်းပူတင်ဘက်ကပြောခဲ့ပါသေးတယ် ပေတိတ်မဆိုင်တုံစနစ်ကိုအသုံးမပြုထားတဲ့မဆိုင်တုံအမျိုးအစားအသစ်တစ်ခုကိုဖန်တီးဖို့ရုရှားကစတင်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီမဆိုင်တုံအသေးနှံသာဆိုရင်လေကစနစ်အလုံးအသုံးမဝင်ဖြစ်တော့လိမ့်မယ်ဆိုပြီးတော့မှပူတင်ကအစကတည်းကကြော်လုံထုတ်ပါတယ်။ပြီးတော့မှအစွမ်းအားကြီးနျူကလ িয়ার စွမ်းအင်ကိုမဆိုင်တုံတွေမှာတက်ဆင်ထားမှဖြစ်ပြီးတော့လက်ရှိပြစ်ခတ်စနစ်တွေမှာအလွေတကူထိသွင်းပြစ်ခတ်နိုင်မယ်။အမေရိကန်ရဲ့တွမ်မဟော့မဆိုင်တုံနဲ့ဆင်ပေမယ်။တွမ်မဟော့ထက်အကော့အဝေးဘိုင်းကအပြတ်အသတ်သာလိမ့်မယ်။အကန့်အသတ်မရှိဘူးလို့လည်းပူတင်ကပြောခဲ့တာပါ။ မဆိုင်တို့ရဲ့ animation video ကိုလည်းပူတန်ကပြသခဲ့ပြီးတော့သူတို့ရဲ့ဒီအသေးဆက်ဆက်မဆိုင်တို့ဟာစံတမ်းမှုအစိုးကိုလည်းအောင်မြင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။တကယ်ကိုပဲအနှိမ်ပြန်တဲ့နိုင်ပြီးတော့မှကိုပြောက်စွန်ကြီးမြင်မာတဲ့မဆိုင်တို့ဖြစ်တဲ့နျူကလ িয়ার ထိပ်ဘူးကိုတေဆောင်းနိုင်ပြီးတော့မှတောလာနိုင်တဲ့အကော်အဝေးကအကန့်အသတ်မရှိဘူး။လမ်းကြောင်းကိုလည်းခမ်းမန်းလို့မလွယ်တဲ့အတွက်ဘလိုလီကစနစ်မျိုးကိုမဆိုဖောက်ထွင်းဝင်ရောက်နိုင်စွမ်းရှိလိမ့်မယ်။ဒီမဆိုင်တို့ကိုဘလိုလီကစနစ်မှတားနိုင်မှာမဟုတ်ဘူး။ ပြန်တန်းနေစဉ်မှာလည်းနျူကလ িয়ার စွန့်အင် သုံးထားတဲ့အင်ဂျင်ကလုံလောက်တဲ့စွန့်အင်နဲ့တွန်းခံအားကိုထုတ်ပေးလိုက်မယ်။အခုချိန်မှာမဆိုင်တို့အသစ်ဟာပြစ်ခတ်ဆန်းသန်းမှုမြေပြင်ဆန်းသန်းမှုတွေအောင်မြင်ခဲ့ပြီးလုံဝောက်ကိုပဲကွေပြားချာနာတဲ့လက်နက်အသစ်တစ်ခုကိုရုရှားကအောင်အောင်မြင်မြင်အကောင့်တွေဖော်နိုင်ခဲ့ပြီဖြစ်တဲ့မဟာဗျူဟာမျိုးနျူကလ িয়ার လက်နက်တွေကိုနျူကလ িয়ার စွန့်အင်သုံးမဆိုင်တို့မှာတွေ့ဖက်ပေးနိုင်တော့မှာဖြစ်တဲ့ဆိုပြီးတော့လည်းပူတင်ကထပ်ပြောခဲ့ပါတယ်။စကလုံးတွေကတော့တကယ်ကိုပဲမဆ ਾਇ ရဝခမန်းပါပဲ။တွေ့ရေးကဆက်တဲ့ဖြစ်နေပါပြီ။ တကယ်ပဲပြောသလိုဖြစ်လာမလားကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပူတင်ဆိုတာကလည်းဝါဒဖြန့်တဲ့နေရာမှာလုံးဝလုံးဝလုံးဝကိုဆရာကြာလွန်တဲ့သူတယောက်ဆိုတော့ဘူရီဘက်စနစ်မဆိုင်တုံးကိုဒီလိုပုံစံမျိုးမိတ်ဆက်သွားတာကတိတ်တော့မဆန်းပါဘူး။အရင်တုန်းကလည်းရုရှားဟာဒီအဘကြီးရဲ့စစ်ပွေးတွေကိုပေါ့နော်ဒီအပြောင်းအလဲဖြစ်စေနိုင်တဲ့လန်နက်အစ်စ်တွေဖန်တီးခင်းနိုင်ပြီးဆိုပြီးတော့မှအချိန်ကြီးပြောခဲ့ပြူတာပါ။ဒါပေမဲ့လည်းအဲ့ဒီလန်နက်တွေဟာတကိအမြင့်ပြင်မှာဘလိုမျိုးဖြစ်လာခဲ့တယ်လဲဆိုတော့ကျွန်တော်တို့အားလုံးမျက်မြင်ပဲဖြစ်ပါတယ်။ ဘူရီဘက်စနစ်မဆိုင်တော့ကို2018ခုနှစ်မှာပူတင်ဘက်ကကြောလုံးထုတ်ပြီးမိတ်ဆက်ခဲ့လို့သိမကြခင်ပေါ့နော်2019ခုနှစ်မှာသတင်းဆိုးတွေကိုထပ်ပြီးကြားရပြန်ပါတယ်ရုရှားက2019ခုနှစ်ဩဂုတ်လ10ရက်နေ့မှာဘူရီဘက်စနစ်မဆိုင်တော့ကိုစံတမ်းမှုနောက်တစ်ကြိမ်လုပ်ခဲ့ပါတယ်ဒီဒီကြိမ်မှာတော့နီယိုနော်ဆာကျေော်နာကပင်လီဖြူဒီ white sea မှာစံတက်ခဲ့တာဖြစ်ပြီးတော့အကြီးမားဆုံးသောကဲဆိုဂျီတစ်ခုနဲ့လည်းရန်ဆိုင်ခဲ့ရပါတယ်အဲ့ဒီစံတက်မှုမှာဘူရီဘက်စနစ်မဆိုင်တော့ဟာပြတ်ကျခဲ့ပြီး ပင်လေရေအောက်ထဲကိုရောက်ရှိတော့ခဲ့ပါတယ်။ပြတ်ကျတော့ခဲ့တဲ့မဆိုင်တုံးအစိပ်ပိုင်းတွေကိုအထုစစ်သင်ဘောတစ်စင်းစေလွှတ်ပြီးတော့မှဆေးယူဖို့လဲရုရှားကစ조사ခဲ့တည်တာပါ။ရေအောက်ကဒီမဆိုင်တုံးအစိပ်ပိုင်းတွေကိုပြန်လည်ဆေးယူနေစင်မှာပဲ။အစိပ်ပိုင်းတွေရေပေါ်အရောက်မှာပေါ့နော်ဒီမဆိုင်တုံးရဲ့နျူကလ িয়ার ပင်မအရင်အမြစ်တွေနဲ့လေဒူးနဲ့ထိတွေ့ပြီးတော့မှပောက်ကွေးမှုကြီးဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီမတော်တဆဖြစ်ရဲ့ကြောင့်ရုရှားသိပ္ပံပညာရှင်အနေဆုံး၅ဦးလောက်ဟာမျက်စိတမိတ်လေးအတွင်းမှာနဲ့အသက်ပျောက်သွားခဲ့ရတာပါ။ ဆက်ဆက်သတင်းတွေအရာဒီနောက်ပိုင်းမှာရေဒီယို30ကြော်မှုတွေနဲ့ထိတွေ့ခဲ့ရတဲ့ရုရှားစစ်သား3ဦးလည်းတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။အနည်းဆုံးတေဆုံးသူ10ဦးလောက်အထိရှိခဲ့တယ်ဒီမတော်တဆဖြစ်ရမှာရေဒီယို30ကြော်မှုတွေကြောင့်တေဆုံးခဲ့သူတွေဟာမတိခင်မှာတကယ်ကိုပဲဆိုးဆိုးရွားရွားဝေဒနာတွေခံစားတော်ကြရတယ်လို့လည်းသတင်းတွေကဖော်ပြခဲ့ပါတယ်။ပောက်ကွေးမှုဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာစံတက်တဲ့နေရာနဲ့ဒီကီလိုမီတာ30လောက်အကွာမှာရှိတဲ့ Sever Roberts မြို့မှာလက်ရောင်ကြီးအစိမ့်သိမ်းမှုပမာဏဟာပုံမှန်ထက် လေစာကနေစေးလျှောက်စာအထိတောင်မှတက်ခဲ့တယ်လို့သိရပါတယ်။ဒေသခံတွေတောင်မှကျောင်းလင်းတကြဖြစ်သွားခဲ့ရပြီးတော့မှလက်ရောင်ကြီးအစိမ့်သိမှုတွေကိုကာကွယ်ဖို့အတွက်ဒီ iodine စေးဝါးတွေကိုတောင်မှအပြည့်အလောဝီယူခဲ့ကြရပါတယ်။အနီးနားကနီယိုနော်စာကျေးရောဂါပြည်သူတွေလည်းအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ဒါပေမဲ့လည်းရုရှားကတော့ဒီသတင်းကိုလည်းတည်ဖုံထားခဲ့တဲ့အတွက်ရုရှားရဲ့နျူကလ িয়ার လက်နက်စီမံကိန်းတွေနဲ့ပတ်သက်လို့စိုးရိမ်မှုတွေဟာနိုင်ငံတကာအတိုင်းအဝိုင်းမှာမြင့်တက်လာခဲ့ပါတယ်။ တကယ်ကိုပဲကြောက်စရာကဲဆိုးတစ်ခုဖြစ်ခဲ့ပြီးတော့မှအပြင်းမဲ့အရသားတွေတည်ဆုံးခဲ့တယ်လို့လူတော်တော်များများကလည်းစဲမာရဲ့အန်ဒီရတွေပြေးခဲ့ပါတယ်။ပြီးတော့သဘာဝပတ်ဝန်းကျင်ကိုပါနှစ်ပေါင်းများစွာအစိတ်သင့်စေခဲ့တာပါ။ဒါပေမဲ့လည်းရာစာကတော့အဲ့ဒါကိုဂယူးမဆိုင်ပဲဘရူဘက်စနစ်မှဆိုင်းလုံးစီမံကိန်းကိုရှစ်ဆိုင်ခဲ့တာပါပဲ။ဒီလိုကဲဘေးကြီးတစ်ခုကိုအခြားနိုင်ငံတွေသာကြုံတွေ့ခဲ့ရင်လူသားချင်းစာနာတနာတက်တက်ဒီစစ်ဖက်ဆိုင်ရာအရာရှိတွေနဲ့ခေါင်းဆောင်တွေဟာစီမံကိန်းကိုဆက်ရှင်ရက်ပြစ်မှာဖြစ်ပါတယ်။ အမေရိကန်တော်မှဒီပလူတိုစီမံကိန်းရဲ့ဆန့်သွယ်မှုတွေအောင်မြင်ခဲ့တာကိုတော့မှရက်တန်းပြစ်ခဲ့တာကိုပဲကြည့်ပါဒါပေမဲ့ပူတင်ကတော့လူတွေရဲ့အသက်အန္တရာယ်ပြီးရင်တဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုတာမျိုးကိုစိတ်ကူးတဲ့တောင်မရှိခဲ့တဲ့သူဖြစ်တဲ့အတွက်ပေါ့နော်သူလိုချင်တာပဲရဖို့ရှေ့ဆက်ခဲ့တာဖြစ်ပါတယ်ပူတင်ဟာဘူရီဘက်စ်နစ်မဆိုင်တုံးစီမံကိန်းအောင်မြင်ဖို့အတွက်ရာသပြည်သူတွေရဲ့အသက်ကိုပဲဖြစ်ဖြစ်ကမ္ဘာကြီးကိုပဲဖြစ်ဖြစ်ဂျင်းနီပြစ်ဖို့ဝင်လေးနေမဲ့သူမဟုတ်ပါဘူးဘာတွေဘလို့ပဲဖြစ်နေပါစေကျွန်တော်တို့ဟာဒီလက်နက်ကို ပြည့်ပြည့်စုံအောင်အကောင်တွေဖော်နိုင်လိမ့်မယ်ဆိုတာသိကြပါတယ်လို့တော့မှနီယိုနော်ဆာကက်ဆိုအပီမှာပူတင်ကပြောခဲ့တာပါ။တနည်းအားဖြင့်ဒီပင်လီဗျူတွေကသက်ရှိဇီဝစနစ်တွေပျက်စီးသွားတာပြီးအနီးအနားကပြည်သူတွေထိခိုက်ခဲ့တာအဘာဝပတ်ဝန်းကျင်အစိတ်သိမ်းခဲ့တာပညာရှင်တွေပြီးရင်စစ်သားတွေဆုံရှုံခဲ့ရတာပဲကိုဂယူးမဆိုင်ဘူးလို့ပြောလိုက်တာ ਨੇ အတူတူပါပဲ။ရုရှားကအခုအချိန်ထိဒီဘူရီဘက်စနစ်မှန်ဆိုင်တုံးကိုအကောင်တွေဖော်ဖို့စ조사နေစေလည်းဖြစ်ပါတယ်။ ဒီနေ့2025ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာတော့ပူတင်ကရုရှားဗိုလ်ချုပ်ကြီးဗလာရီဂီရာစီမော့ကိုဘေးမှာထားပြီးတော့မှဘူရဘက်စနေမှာဆိုင်တုံးဟာကီလိုမီတာပေါင်း14000အထိမိုင်ပေါင်းဒီ6800အထိအောင်အောင်မြင်မြင်တောနိုင်ခဲ့ပြီဖြစ်တယ်လို့အတည်ပြုလာခဲ့ပါတယ်။ရုရှားကဘူရီဘက်စနေမှာဆိုင်တုံးနဲ့ပတ်သက်လို့အရေးပါတဲ့အစဉ်တစဉ်ကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့ပြီဖြစ်တယ်ဆိုပြီးပူတင်ဘက်ကပြောလိုက်ခဲ့တာပါ။ ကဘာပေါ်မှာဘသူမှမရှိတဲ့အတူးမရှိတဲ့လက်နက်မျိုးကိုရာရှားကပိုင်ဆိုင်တော့မှဖြစ်တယ်လို့လည်းကြုံဝတ်ခဲ့ပါတယ်။ရာရှားပူဂျုတ်ကြီးဂီရာစီမော့ကတော့ဘူရီဘက်စနစ်မဆိုင်တော့ဟာပြန်တန်းနေတဲ့ရှာနိုပိုင်းဖြစ်တယ်လို့တင်စားခဲ့ပါတယ်။ရှာနိုပိုင်းဆိုတာကမိတ်ဆွေတို့သိတဲ့အတိုင်း1986ခုနှစ်မှာနျူကလ িয়ার ကက်ဆိုကြီးဖြစ်စေခဲ့တဲ့နျူကလ িয়ার တပ်ဖောင်းမှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လည်းကမ္ဘာနဲ့တဝန်းကအတွင်းချင်းပညာရှင်တွေကတော့ရုရှားရဲ့ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်လို့ရှင်းရတော့ခဲ့ကြပြီးတော့မှ တကယ်ကိုပဲဆိုးရွားလာတဲ့စီမံကိန်းတစ်ခုဖြစ်တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ဘူရီပက်စနစ်မှဆိုင်တုံးကြောင့်ကမ္ဘာကြီးကိုပို့ပြီးမတီမငြိမ်ဖြစ်စေပြီးတော့နျူကလ িয়ার လက်နက်ထိန်းချုပ်မှုရှေ့လန်းတွေကိုလည်းအရင်ကထက်အများကြီးပိုမိုခက်ခဲလာစေလိမ့်မယ်လို့ကြွမ်းကျင်သူတွေကဆိုပါတယ်။အမေရိကန်ကစစ်ဖက်ဆိုင်ရာပညာရှင်အစိုးရကတော့ဘူရီပက်စနစ်မှဆိုင်တုံးဟာကမ္ဘာကြီးကိုဖျက်ဆီးပြင်းနိုင်တဲ့မဆိုင်တုံးစဉ်ဖြစ်လာလိမ့်မယ်လို့သုံးသပ်ထားပါတယ်။အမေရိကန်တို့မှအန်အေများလွန်းတဲ့ဒီရပ်ပစ်ခဲ့တဲ့စီမံကိန်းမျိုးကို ရုရှားကအသက်သွင်းနေတာဟာကဘာဖြဲဘလူးဂျီကိုပြန်အသက်သွင်းနေတယ်လို့ပါပဲလို့သူတို့ကဆိုကြပါတယ်။ရုရှားကကဘာကြီးရဲ့ပတ်ဝန်းကျင်လူသားတွေရဲ့အသက်ရှင်နေထိုင်မှုတွေကိုဂရုမစိုက်ပဲတာဝန်ယူမှုတာဝန်ခံမှုကင်းမေးလွန်တယ်လို့လည်းဝေဖန်မှုတွေမြင့်တက်နေတာကိုတွေ့ရပါတယ်။ဒါကတော့ရုရှားရဲ့မအောင်မြင်သေးတဲ့စန်တန်စစ်အစင်ဘူရီဘက်စနစ်မဆိုင်တော့အကြောင်းဖြစ်ပါတယ်။ဒီစီမံကိန်းအောင်မြင်မလားမအောင်မြင်ဘူးလားဆိုတာမသေးကြသေးပေမဲ့လည်းရုရှားဟာဒီအခုအချိန်ကလေးကပေါ့နော်အရာပေါင်း16000နဲ့အတိတ်ဒေတာပတ်ဝန်းကျင်ကိုဒုက္ခပေးနေ ဖြက်စီးပြည့်နေပြီပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါခင်ဗျာဒီဗီဒီယိုကနေကျွန်တော်မိတ်ဆွေတွေဘုဟုသရတွေရရှိတော်လိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ရက်တွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးနေဦးမှာမို့ဆောင်ရွက်ကြည့်ကြအောင်ခင်ဗျာ။ဒီဗီဒီယိုတွေကအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့ထင်မြင် user ချက်တွေကိုလည်း comment မှာ share ရေးပေးတော့ကြဖို့တောင်းဆိုပါရစေ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာတင်ဆက်မှာမှာနဲ့ပြန်တွေ့ကြရအောင်ပါ။အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေ။ ူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လက်မှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းတက်တာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 9162 625နဲ့399605953လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။